အရခတစ်တော်ထိန်ချုပ်ထားတဲ့ဘလဝတ်ဒေတာမှာကျမ်းမာရေးစောင့်ရှောက်မှုတွေလိုအန်နေကြပါရဲ့ဘလဝတ်ဒေတာမှာစတင်မာလပထမအပတ်ကစပြီးသွေးလွန်တုပ်ကွေးဝမ်ပြက်ဝမ်ရှော့ငှက်ဖျားနဲ့တခြားယောဂါတွေကြောင့်ကလင်းငရီအပါအဝင်တည်ဆုံးသူတွေရှိနေရမှု ကျမ်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအန်နေတာပါအဲ့ဒီအပြင်ဘလဝတ်ဒေတာမှာကျမ်းမာရေးဝန်ထမ်းတွေမလုံလောက်တာစစ်ကောင်မရှင် အာနာသိမ့်ပြည့်ရဲ့နောက်မှာဝန်ထမ်းတွေစီဒီယံလုံသွားတာ ရန်ရရီရက်တန်တော်တာကြောင့်ကျမရေးစောက်ရှောက်မှုအရေးပေါ်လိုအန်နေရလို့ဒေတာခန်တွေက ဆိုကြပါတယ်။ပလဝတ်ဒေတာကြေရတချို့မှာစေခန်တွေရှိနေပြီမယ်။စေဝါမရှိတာကျမရေးဝန်ထမ်းတွေမရှိတာတွေကြောင့်ပိတ်ပင်ထားရပြီးအရေးပေါ်ကျမရေးအခြေအနေဖြစ်လာရင်ငွေကြေးတက်နိုင်သူတချို့သာတခြားနေရာတွေကိုတော်ရောက်စိတ်ကူတနေကြရတာပါ။အဲ့ဒီလိုတော်ရောက်စိတ်ကူတာရတဲ့အခါဆေးဝါးကူတာစရိတ်ထက်လန်ကြီးစီအကုန်ကြများပြားတာ လမ်းမဆက်တွေခက်ခဲတာတွေကြောင့်အရေးပေါ်လူနာတွေဟာလမ်းမအသက်ဆုံးရှုံးသွားကြသူတွေရှိနေရလို့ဆိုကြပါဗျ။